လွတ်လပ်စွာကိုးွယ်ခွင့်ရှိတဲ့နိုင်ငံသို့တော့အသင်တို့မလွတ်လပ်ဘူးဘာလို့အသင်တို့ကိုးွယ်ရတာကြောင်းနေရတယ်လေတရားဝါဒဝါလောက်လို့ရှင်ဟာအခုကြီးပံမက်တေယူရုံဘာဖြစ်လို့လဲကပြောစမ်းမအောင်ဒီတရားဝဲရနေရာထေရဝါဒထူတရားဝဲများကျင်းပါသည်မှသည်စတင်မီတရားဝဲများတော့ဒီနေ့အချိန်ထိအောင်ရာဇဝတ်မှုထု criminal case တစ်ခုရှိအောင်ပြပါမရှိဘူးနှစ်တဲ့တရားဝဲတဲ့နေဓာတ်တော်ဖြစ်သွားတယ်မရှိပါဘူး တောင်မျိုးဝဲနှစ်စင်ဓာတ်မှုဖြစ်တယ်ဒါကြောင့်မလို့ဘာမှမလုပ်ဘူးဖျားဘွားတွေမှာနှစ်စင်လူတန်းမှုဖြစ်တယ်ဒါကြောင့်ဘာမှမလုပ်အငိမ့်ဘွားတွေမှာဖြစ်တယ်ဒီတရားဘွားတွေမှာအရက်မိုးလာရင်တော့မှဆရာတော်တွေကိုလေးစားတယ်နဲ့ဗမာတွေအဲ့လောက်မယိုင်ဘူးဆရာတော်တွေကိုလေးစားတယ်နဲ့အရက်မိုးတော့မှအသာဟုတ်ရဲ့ဟုတ်ရဲ့မမဘုရားဓာတ်မှုဘုရားအဲ့လောက်ပဲဒီကောက်ဒီလောက်ဒီနဲ့ပုံမကြံဘူးအကဲအရက်မိုးခဲ့ရင်တော့မှဆရာတော်ဘုရားတွေတရားတော်အမှန်တော့ဘောဘောကရက်ရွာအဲ့လောက်ပဲနှခွန်းလောက်ပဲ ပဝင်းကျင်ကိုထိခိုက်နဲ့နာစေတော့လို့ဘာမှမလုပ်ဘူး။ဒါဆိုရင်မြန်မာနိုင်ငံရဲ့ထေရဝါဒဗုဒ္ဓဘာသာတရားဝဲများ၌ဤတရားဝဲများမှဟောပြီးပြန်သွားလိုက်တော့နာပြီးပြန်သွားတော့ပုံပဲရွာထဲမှာလူတက်မှုတိုးခြင်းခိုးမှုတိုးခြင်းရက်မှုတိုးခြင်းမရိမှုတိုးခြင်းမဖြစ်ခဲ့ပါဘူး။ပဇာအရေးကြောင့်များအဲ့ဒီတရားဝဲတွေကိုလွယ်လွယ်ကူကူရှောရှောရှူရှူပါမက်ပေးတာကိုတားရတယ်။အဲ့ဒါသိတယ် ယဉ်ကျေးလိမ္မာသောခင်မီဖွံ့ဖြိုးတိုးတက်သော cemented development physical development စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတိုးတက်မှုတွေကိုရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေနဲ့ခင်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်အစ်ကိုအဲ့ဒီထေရဝါဒတရားတော်များက mental development ကိုနေပြောခဲ့ပြီးပြီတိခံပါနဲ့နာခံပါလောကရန်တရားတွေချက်ညံခံပါတို့လေအဲ့ဒီလိုနဲ့ပဲနဲ့နာခံပါတယ်တိခံပါတယ်အဲခုနချက်ညံခံပါတယ်လောကရန်တရားတွေကိုဒီလိုနဲ့ပဲဖြတ်သန်းသလို ဒီတရားတွေဘက်ဆရာတော်ဖရားမှအေးမင်းတို့ပိဿကြီးဓာတ်ကင်ပြီးချမလားလို့ဘယ်သူမှပြောပါဘူးတနက်ကင်ပြီးပြမလားမပြောပါဘူးဆရာရောမလို့ဒီခစ်ဒီခါမှာတရားဝယ်ခုတော့နည်းနည်းလေးတော့ဟိုနည်းနည်းတော့တော်လာပြီတင်တယ်နော်တရားဝယ်လွယ်လွယ်ကူကူရလားအတော်သေးတယ်ဗောတာတို့တာတို့ဆရာတော်တို့တရားသိမ့်ပါပြီ